အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်မင်းချစ်ကိုပါကျွန်တော်အခုဒီဒီပရီဝေးရလို့ပဲဒီမြန်မာလေးတွေကိုအကြောင်းပြုပြီးတော့မင်းကလေးတွေဖော်နေရတဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပြောပြချင်းလို့ပါခင်ဗျာဟိုကျွန်တော်လူမျိုးလူကျွန်တော်လူမျိုးတွေဟောင်းပါဘူးကျွန်တော်လောကကြီးရခီရီအတ္တပတရားတအားနေပါနေဒီလောကကြီးကိုအဓိကစောင့်ရှောက်တာဒီခီရီအတ္တပအရှက်တရားအကြောက်တရားနဲ့စောင့်ရှောက်တာလားဘာလို့ရှက်ဘာလို့ကြောက်အောင်မလဲဆိုတော့ မကောင်းတဲ့အကုသိုလ်တွေလုပ်ရမှာကိုရှေ့ရမယ်ဒီမကောင်းတဲ့အကုသိုလ်တွေလုပ်ရမှာကိုကျွန်တော်တို့ကြောက်ရမယ်အခုတော့ကျွန်တော်တို့ရာဒီຢာတွေကိုမကြောက်တတ်တော့အဟိကအနတ္တပါဖြစ်နေဒီမဆက်ချင်းမကြောက်ချင်းပေါ့နော်အကုသိုလ်လုပ်ရမှာကြီးမကောင်းတာလုပ်ရမှာကြီးမဆက်တော့ဘူးမကြောက်တော့ဘူးအဲ့လိုတွေများလာရင်ဒါဟာပျက်စီးခြင်းပဲဒါဟာမကောင်းတဲ့လက္ခဏာပဲအဲ့လိုပဲအခုကျွန်တော်တို့ main ကလေးတွေကအထူးတစ်ပြင်ပေါ့နော်ကျန်တဲ့လူမျိုးကျန်တဲ့ဘာသာတွေကိုကျွန်တော်မပြောလို့ကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက ဒီဟိရိဥတ္တပတရားကိုပူပြီးတော့ကျွန်တော်တို့ကထိမ့်သိမ့်ဆောက်ရှောက်ရမှာအဲဒီဟိရိဥတ္တပတရားအတိုင်းပဲကျွန်တော်တို့ကအဓိကထားပြီးနေရမှာဒါပေမဲ့ယောက်ျားလေးလည်းဟိရိဥတ္တပတရားနဲပါလာတယ်လို့မိန်းမလေးမိန်းကလေးတွေကလည်းဟိရိဥတ္တပတရားပူပြီးတော့နဲပါလာတယ်ယောက်ျားလေးနဲ့အတူရှင်ပြီးတော့တောက်လာတယ်စားလာတယ်ဟမ်ဟိုပြီးတော့ပွေလာရှုပ်လာတယ်အထူးသဖြင့်အဲ့အားကြီးကအလွန်ဆုံးထားတော့နောက်ဆုံး line ပေါ် တင်တာတောင်မှယောက်ျားလေးနဲ့မိန်းကလေးနဲ့ဆိုရင်မိန်းကလေးတွေကအခုလိုမျိုးဖော်ပြီးတော့တင်ကြတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြီးဗန်းပြပြီးတော့တင်လာကြတယ်အပျော်ဆော့တာပဲဖြစ်ဖြစ်เนาะကိုယ်ဆဲလေးဖြစ်ချင်းလိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဟိုမဖော်သင့်တာကြီးကိုယ့်ရဲ့ဒီမပြသင့်တဲ့အရာတွေပြပြီးတော့ဆဲလေးဖြစ်အောင်လိုက်ရအောင်ဒီလောက်ရလောက်တဲ့အထိရောကိုယ့်ရဲ့တန်ဖိုးကိုမကြစေချင်ဘူးခင်ဗျ ကျွန်တော်ရဲ့မိန်းကလေးကျွန်တော်တို့မြန်မာလူမျိုးမိန်းကလေးတွေကိုနှစ်မတွေကိုဟိုကျွန်တော်ကတကယ်ရင်ထဲအတိုင်းစေနာနဲ့ပြောတာပါကျွန်တော်ယောက်ျားလေးတွေဆိုတာဗျာပွင့်လင်းလင်းမှန်တိုင်းပြောရရင်အဲ့လိုမျိုးဖော်နေပြနေရတယ်ကြိုက်တယ်ဗျာကြည့်ကျင်တယ်ဒါဟာကျွန်တော်ရဲ့ခိလေတာအတွင်းစိတ်ထဲကနေပြီးတော့ပြောရမယ်ဆိုရင်တော့ဒီလိုမျိုးတွေခမရတို့ရဲ့တင်နေရင်နေခန္ဓာကိုအချို့အစ်စ်တွေပြတာကိုကျွန်တော်ကကြိုက်တာပေါ့ဒါပေမဲ့ဒါကကိလေသာတဏမကောင်းတဲ့ဘက်ကပြောတာ တကယ်တကယ်ကောင်းတဲ့ဘက်ကပြောမယ်ဖြစ်တဲ့တာဖြစ်တဲ့တာနဲ့ပြောမယ်ဆိုရင်ဒါဟာမကောင်းဘူးခမရတို့ကအကုသူကိလေသာကိုဆွဲခေါ်နေတာမတိမ်မှုတွေစနဒီပေါ့နော်ဖောက်ပြန်မှုတွေဖြစ်အောင်မျှော်ရဆွဲခေါ်နေတာဗန်းပြနေလို့ဖြစ်စီရခင်ဗျာကိုကိုရဲ့လှုပ်ဆောင်ချက်ကဘယ်အတိုင်းဓာတ်ကြီးရောက်လဲဆိုတော့ကျွန်တော်မြန်မာမိန်းကလေးဗုဒ္ဓဘာသာမိန်းကလေးမသိရလေသလားဗျာကိုဖင်ရင်ပြပြီးရောအဲ့လောက်ထိ လိုက်တွေယူရလောက်အောင်ထိခမားတွေတွေကအုံနောက်အတွေးခေါ်ရဲ့စိတ်တက်တွေကတအားကိုနှိမ်ပါနေပြီလားကျွန်တော်ဆော့ကားခြင်းပြီဆော့ကားပြီးတော့ဆော့ကားတဲ့စိတ်နဲ့ကျွန်တော်ပြောတာမဟုတ်ပါဘူးဒါပေမဲ့အဲ့လိုမျိုးကြီးကျွန်တော်တို့ပေါ်ပြတာတွေကိုကျွန်တော်ကြည့်တယ်ဆိုပေမဲ့ဒီလို main ကလေးမျိုးကိုအတီယူမလားဆိုရင်မယူချင်ဘူးကျွန်တော်ကတော့မယူအဲ့လိုပေါ်နေတဲ့ main ကလေးမလုံးတလုံးဝင့်နေတဲ့ main ကလေးတွေ နော်ဟိုပြဒီပြနေမိန်းကလေးတွေခန္ဓာကိုအသားပေးပြီးတော့ဟိုကိုယ်ခန္ဓာကိုပေါ့ပရောက်ဖြစ်ပြီးတော့ဟိုဂုံစာနေတဲ့မိန်းကလေးကိုကျွန်တော်တို့ကတန်မှုမထားဘူးတန်မှုမထားဘူးဆိုတာကအဲ့လိုမိန်းကလေးမျိုးကိုကျွန်တော်မရွေးချယ်ဘူးအဲ့လိုပဲကျွန်တော်တို့ယောက်ျားသားရရတယ်အဲ့လိုမိန်းကလေးမျိုးကိုအပျော်ရရင်အပျော်ချမ်းပဲကြည့်ရင်ပဲကြည့်မယ်အဲ့လိုလူမျိုးကိုရွေးချယ်ခဲ့တယ်ခင်ဗျာသူ့အောင်ပတ်ဆက်ဘလောက်ရှိသူ့အောင်ရုပ်ဘလောက်ချော်ချော်သူ့အောင်အကြီးချင်းဘလောက်ရှိရှိကျွန်တော်တို့တကယ်ရွေးချယ်ပြီဆိုရင်အိမ်တွေရှိတဲ့မိန်းကလေးအိမ်တော်ဦးနိုင်နေတဲ့မိန်းကလေး ပါရမီဖြည့်ပေးနိုင်တဲ့မိန်းကလေးကိုပဲအဲ့လိုမျိုးယောက်ျားကောင်းတွေရွေးချယ်ရများတယ်ကျွန်တော်လည်းလုံးဝယောက်ျားကောင်းဖြစ်နေလို့ပြောတာမဟုတ်ပါဘူးအများအပြားပြောပြတာကိုချစ်သူကိုကြီးသားကိုဘယ်ယောက်ျားလေးကနေပြီးအဲ့လိုခေါ်နေရကြီးနိုင်မော်တင်နေအောင်ကြိုက်ပါလို့အဲ့လိုမျိုးဘယ်သူကကြည့်ကြမှာသူများကြည့်အောင်ဘယ်သူကကြိုက်ပါလို့ကျွန်တော်ရေဒီအကူတူတွေဖိတ်ခေါ်စီတဲ့ဒီလိုမျိုးမလုံမချုံဝတ်တာတွေကိုရှက်ရမယ်ဟာတွေကိုကျွန်တော်မြန်မာမိန်းကလေးတွေဗုဒ္ဓဘာသာမိန်းကလေးကမရှက်တော့ဘူးဗျာ ခမယောက်ချက်ကြပါကိုကိုကိုဗုဒ္ဓဘာသာလူမျိုးလို့သိတယ်ဆိုရင်ကိုကမြန်မာလူမျိုးဗုဒ္ဓဘာသာလူမျိုးဆိုရင်ဒါတွေကိုချက်ကြပါကျွန်တော်ဆိုရိုးစကားရဲ့စကားပုံတွေရှိရလေမိမတို့အိမ်တွေရွှေပေးလို့မရချစ်တလန်းကိုဂရေတတန်တန်နေလို့အဲ့လိုဆိုရိုးစကားရဲ့ရှိရလေချစ်တလန်းကိုဂရေတတန်တန်နေဆိုလမ်းလျှောက်တာစင်မရင်တာ အိမ်နေရရနဲ့လမ်းလျှောက်တယ်အိမ်နေရရနဲ့သွားရလာတယ်ထိုင်နေမိန်းကလေးဆိုရင်သူကဂတိမကတန်နေပေါ့နော်တန်မိုးရှိတယ်ဆိုရင်အထိပ္ပယ်နေပေါ့အဲကျွန်တော်ရဟိုဟိုအမြင်ပေါ့အတွေ့ပေါ့အဲ့လိုအထိပ္ပယ်နေပြောတာနောက်တစ်ခုကကျတော့ကျွန်တော်တို့ဟိုမိန်းမတို့အိမ်ကြီးရွှေပြေးလို့မရဘူးမိန်းကလေးရဲ့အိမ်ကြီးတိတ်ခါရွှေနဲ့လဲပြီးတော့တောင်မှဝယ်လို့မရဘူးဆိုရင်အထိပ္ပယ်မျိုးအခုကတော့ရွှေလဲပေးစရာမလိုဘူးဘာမှပေးစရာမလိုဘူးဒီတိုင်းထင်းသားကျွန်တော်ကြီးမြင်းနေရတာတဲ့ခုကေကျွန်တော်တို့လူကြီးပဲယောက်ျားသားကြီးကံကောင်းတာလား ကန်ဆူရလားတော့မသိဘူးအဲကျွန်တော်တို့ရန်ပြန်သားရင်ကြာဘာဖြစ်စီလဲဆိုအဲ့လိုမျိုးကြီးကြည်ပါများတော့ခိလီတာကြီးတိုးစီတယ်တနာရာကခိလီတာကြီးတိုးစီတယ်အဲ့ရမဖောက်ပြန်ခြင်းတဲ့လူတော်မှဖောက်ပြန်ခြင်းလာတယ်မရင်းမကျင့်ခြင်းတဲ့လူတော်မှကျင့်ခြင်းတဲ့စိတ်တွေပေါ်လာတယ်အလကားရမလားလို့မကြံခြင်းတဲ့လူတော်မှကြံနေတဲ့စိတ်တွေပေါ်လာတယ်ဒါဟာဟိုကျမင်္ဂလေးတွေအနေနဲ့ကိလေသာယမတ်တွေကိုတဏှာယမတ်တွေကိုနှိုးဆွပေးနေတဲ့ဗဒီကိုဖိုင်နေပဲဖြစ်ပါတယ်။တဏှာပြပွင့်လင်းနဲ့ ပြောရမယ်ဆိုရင်တော့ဗျာတာနာဖြစ်နေတယ်လို့ပဲဘာသာတာနာနဲ့လူမျိုးကိုဖြစ်စည်းနေတယ်လို့ပဲခင်ဗျာဒါကိုကိုကိုကျွန်တော်နှမတွေမိန်းကလေးတွေကိုကျွန်တော်တခုပြောပြရစီနော်ကိုယ့်ရဲ့လောက်ရဲ့ကြောင့်ဘာသာတာနာလူမျိုးကိုမထိခိုက်တာပါစီနဲ့ခင်ဗျာအဲ့ရောအိမ်နေရရလုံလုံချုံချုံဝစ်ချင်းအဖြစ်ကိုဘာသာလူမျိုးတာနာကိုစောင့်ရှောက်အောင်ရောက်ပါတယ်ကိုကိုကိုအိမ်နေရရနေချင်းကအဲကျွန်တော် pride တံမြည်ရလို့ပဲပြောလိုက်ပါမယ်ခင်ဗျာအဲဒီတော့ကျွန်တော်တို့မြန်မာမိန်းကလေးတွေ ကိုခန္ဓာကိုယ်ကိုအထင်သာဖော်ပြခြင်းဖြင့်အကုသိုလ်မယူရနဲ့ကိုခန္ဓာကိုယ်ကိုလုံလုံချုံချုံနဲ့တက်တော်စောခြင်းဖြင့်ကုသိုလ်ယူကြပါလို့ကျွန်တော်တိုက်တွန်းပေးရစီခင်ဗျာအလုံးမဲ့အကုသိုလ်ကင်းဝေးပြီးကုသိုလ်တရားများနဲ့ပြောင်းမွေးနိုင်ကြပါစေဘာသာတဏှာအကျိုးကိုထမ်းဆောင်နိုင်တဲ့ကျွန်တော်လူမျိုးများဖြစ်ကြပါစေခင်ဗျာ